တိုင်းလူတိုင်းဟာဘဝရလာပြီဆိုလို့ရှိရင်ဘဝမှာနေတော့နေကြတာပဲသို့တော့ဘယ်ပုံပဲနေနေကြတာလဲဆိုတဲ့ way of life ကြတော့မတူညီကြတော့ဘူးပေါ့နော်နေပုံနေနည်းမတူဘူးတယောက်နဲ့တယောက်ဒါနာကောင်းမှုနဲ့နေတယ်တချို့ကမလူမတမ်းပဲနေတယ်ငါးပါးသီလနဲ့နေတယ်တချို့က တီလာကိုဘယ်မဆိုင်ပဲနေတယ်ကမ္မထဘာဝနာ ပွားများအထုတ်ပြီးနေတယ်တချို့ကြတော့ကမ္မထနဲ့ဘယ်တော့မှနှလုံးမသွင်းမဲ့နေတယ်လို့ဩနေပုံထိုင်သည်နေပုံနေနည်းဟာဒီလိုကွဲပြားနေကြအဲ့တော့ဘုရုဇဉ်တွေရဲ့နေပုံနေနည်းကတော့အမျိုးမျိုးပုံပုံပဲအဲ့ဒီထဲမှာမြတ်စွာဘုရားရဲ့တပိတာဝကအစစ်ဖြစ်သွားတဲ့ သောတာပန်တို့တဂရဂံတို့အနာဂံတို့ယဟန္တာတို့လို့ဆိုတဲ့အရိယာသူတော်စင်နေကြတော့သူတို့လည်းလူဘဝမှာနေကြတာဖြစ်တော့ကြောင့်ဘယ်လိုဘဝမျိုးဘယ်လိုအနေအထားမျိုးနဲ့နေကြတာလဲသူတို့ရဲ့နေစဉ်ဘဝမှာဘယ်လိုနေကြတာလဲတာမန်ပုဂ္ဂိုလ်တွေနေတယ်လို့နေတာလားလို့သူတို့ရဲ့နေပုံနေနည်း သိချင်လာတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားနဲ့ခိကလေးကပေါ်ထွန်းလာလို့ဘုရားမြတ်စွာဘုရားဒီမိဂွန်းนี่မေးလာကြမေးလာသည့်အတွက်ကြောင့်အရိယသူတော်စင်တွေဟာမိမိတို့ရဲ့နေစဉ်ဘဝမှာဘယ်ပုံနေတယ်ဆိုတာမြတ်စွာဘုရားဟောတဲ့အတိုင်းမှတ်သားထားဖို့မှတ်သားထားပြီးတဲ့နောက်မှာ တို့တွေရောဘယ်ပုံနေတာလဲဆိုတာကိုယ့်အကိုစမ်းစစ်ဖို့လိုတယ်ပေါ့နေ့စဉ်ဘဝမှာငါဘယ်လိုနေတယ်လဲတဏိတာအချိန်တစ်ခုဘယ်ပုံပဲနေနဲ့ကုံဆုံးစီတယ်လဲကိုယ့်အကိုစင်ញင်သုံးသက်တတ်ရလောကမှာစင်ញင်သုံးသက်မှု မရှိရင်ဘယ်တော့မှအဖြေမထွက်ဘူးဒါကြောင့်မို့ကိုယ့်ဘဝမှာဘယ်ပုံနေတယ်ဆိုတာကိုစင်ញင်သုံးသက်ကြည့်ဖို့လိုတယ် အဲ့လိုဆင်ရင်သုံးသပ်ကြည့်တဲ့အခါမှာမိမိရဲ့လေးပုံထိုင်ပုံဟာမှားရင်းနေတယ်ဆိုလို့ရှိရင်ပြင်ရမှာပဲမိမိရဲ့နေပုံထိုင်ပုံကကောင်းတယ်ဆိုလို့ရှိရင်လည်းဆက်လက်ပြီးတော့ဒီနေပုံနေနည်းကိုနေထိုင်ရမှာပဲလို့လူတိုင်းလူတိုင်းဟာဘဝတစ်ခုမှာမတည်မချင်းနေသွားကြမှာကြည့်ပဲအဲ့တော့နေသွားတဲ့အထက်မှာ way of life ဆိုတဲ့အထက်မှာ တို့ဟာအကောင်းဆုံးနည်းနဲ့ဘဝတစ်ခုမှာနေထိုင်မယ်လို့ဘယ်ဟာအကောင်းဆုံးလို့လဲဆိုတာရွေးချယ်ကြဖို့မြတ်စွာဘုရားတခင်ကိုရမြတ်လက်ထက်တော်ခါကလာတော့ကမဟာနာမလို့ခေါ်တဲ့တိုက်ကြီးမင်းမြတ်စွာဘုရားနဲ့ညီကိုဝမ်းခွဲတော်တယ်မြတ်စွာဘုရားရဲ့ဘာတွေတော်ရဲ့သား မဟာနာမဆိုတဲ့မင်းကြီးဟာသူကိုယ်တိုင်ကသောတာပန်နောက်ပိုင်းကျတော့တက္ကရာကအစင့်ထိရောက်တယ်ပေါ့သူကိုယ်တိုင်သောတာပန်ဖြစ်သူကစဉ်းစားတယ်သူကိုယ်တိုင်သောတာပန်ဘဝမှာနေတာသူမသိဘူးလားလို့တော့ပြောစရာရှိတယ်သို့တော့မြတ်စွာဘုရားစီကအဖြေလိုခြင်းလို့ အဲ့ဒီအရိယတာဝကသောတာပန်တို့တဂရဂံတို့အနာဂံတို့လို့ဆိုတာဘယ်လိုများနေကြပါလိမ့်မလဲဆိုတဲ့တွေးတောမှုစဉ်းစားမှုဆင်ញင်မှုဟာသူစိတ်ကူးထဲမှာပေါ်လာပေါ်လာလို့တနေ့တော်မြတ်စွာဘုရားကိုချင်းကပ်ပြီးတော့ယောသောဗန္တိအရိယတာဝကအာဂတဖလောဝိညာတသာသနောအရိယတာဝက အရိယာဖြစ်တဲ့မြတ်စွာဘုရားရဲ့တပည့်သို့မဟုတ်အရိယာဖြစ်နေတဲ့မြတ်စွာဘုရားရဲ့တာဝကအာဂတဖလတရားဓမ္မနဲ့ပတ်သက်ပြီးတော့တရားဓမ္မရဲ့အကျိုးကျေးဇူးကိုရရှိပြီးသို့မဟုတ်အနည်းဆုံးသောတပတိဖို့လို့ဆိုတဲ့ အကျိုးတရားကို ရရှိထားတဲ့ပုဂ္ဂိုလ်ဝိညာတသာသနာမြတ်စွာဘုရားဟောကြားတဲ့အဆုံးအမတွေနဲ့ပတ်သက်ပြီးတော့တိထားပြီးဖြစ်တဲ့ပုဂ္ဂိုလ်ဘုရားအဆုံးအမကိုသိတဲ့လက်တွေ့ကျင့်သုံးလို့နိဗ္ဗာန်ကိုအာရုံပြုနိုင်တဲ့မဖို့ဆိုတဲ့တရားကိုရပြီးသားဖြစ်တယ် သောကတမေနဝိဟာရေနဘူလံဝိဟရတိအဲ့ဒီလိုမြတ်စွာဘုရားရဲ့အဆုံးအမကိုသဘောပေါက်ပြီးမိမိကိုယ်တိုင်ကျင့်ကြံကြိုးကုပ်အားထုတ်လို့ပထမအဆင့်အနေနဲ့ပေါက်ရောက်ပြီးသောတပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုနေထိုင်ခြင်းနဲ့သူ့ရဲ့နေစဉ်ဘဝမှာအများအားဖြင့်နေထိုင်တယ်လဲဆိုတာဒီမေကုံးကိုမေး ရာအားဖြင့်အဲ့တော့တမန်အနေအားဖြင့်ကတော့ပုရုဇဉ်ဘဝတုန်းကနေသလိုနေမှာပေါ့သို့တော်လည်းဆိုးဆိုးဝါးဝါးကြီးမဟုတ်ဘူးအရိယာသူတော်စင် ဖြစ်သွားတဲ့အခါမှာဘယ်လိုနေနည်းနဲ့နေရများသလဲကိုယ့်ကိုယ်ပြန်စဉ်းစားကြည့်ပေါ့တနေ့တာအချိန်ပိုင်းလေးမှာတရားနှလုံးသွင်းပြီးတော့နေတဲ့အချိန်ကများသလား သီလကိုဆင်ញင်ပြီးတော့နေတဲ့အချိန်ကများသလားဒါနကောင်းမှုပြုပြီးတော့နေတဲ့အချိန်ကများသလားသို့မဟုတ်တခြားကိစ္စဝိစားတွေနဲ့အချိန်ကုန်ပြီးတော့နေတာကများသလားလို့ကိုယ့်အကိုဆင်ញင်သုံးသပ်ကြည့်လို့ရှိရင်အဖြေတစ်ခုထုံနိုင်လာမှာဖြစ်တယ်ဒါကြောင့်မို့လို့ကတမေနဝိဟာရေနဘဟုလံဝိဟရတိဆိုတာ ဘယ်လိုနေထိုင်ခြင်းဖြင့်အများအားဖြင့်နေသလဲဆိုတာသောတာပန်ဖြစ်သွားရင်ဘယ်လိုနေတာများသလဲပေါ့ပုရုဇဉ်နေကြတော့အပျော်နဲ့အပါနဲ့နော်ကုသကောင်းမှုတတိယတဲ့အချိန်ကအမတမနေပြီးအပျော်ပါးတွေနဲ့နေတာကများတယ်အဲအရိယာဖြစ်သွားလို့ရှင်ဘယ်လိုများထူးခြားလာသလဲ ဘယ်လိုများနေမှုထိုင်မှုတွေဟာဘယ်လိုနေတာကများပါသလဲဆိုတာဒီဟာကိုသိချင်လို့မြတ်စွာဘုရားကိုရှောက်ရှောက်တဲ့အခါမှာမြတ်စွာဘုရားကသူ့ရဲ့မိန်းကောင်းကိုဖြောဖြေတာပဲအေးအရိယာတာဝကသောတပန်ဖြစ်သွားပြီဆိုလို့ရှိရင်အချိန်တော်တော်များများဟာသောတပန်ပုဂ္ဂိုလ်ဒီဘဝမှာ ဥပမာပဲတနေ့တာနေ့နေ့ပိုင်း12နာရီစပါလို့24နာရီနေ့ညရှိတဲ့တဲမယ်အဲ့ချိန်ကလွဲရင်ကြံတဲ့အချိန်မှာဘာတွေနဲ့နေကြသလဲဘယ်လို နေကြသလဲဆိုတာမြတ်စွာဘုရားကရှင်းပြအဲ့တော့သောတာပန်ပုဂ္ဂိုလ်တွေသောတာပန်ဖြစ်လာပြီဆိုတဲ့အခါမှာနေ့စဉ်နဲ့အညနေပုံထိုင်ပုံကတော့အတော်လေးပြောင်းလဲပြီးတော့လာတယ် သတ္တဗံပုဂ္ဂိုလ်ဖြစ်သွားပြီလို့ဆိုလို့ရှိရင်ဘုရားကိုကြည်ညိုတဲ့စိတ်ကပို့ပြီးတော့ထက်တန်လာတရားပေါ်မှာမျက်နှိုးတဲ့စိတ်ကလည်းပို့ပြီးတော့ထက်တန်လာတန်ခါပေါ်မှာယုံကြည်တဲ့စိတ်ကလည်းပို့ပြီးတော့ထက်တန်ငါးပါးသီလနဲ့ပတ်သက်လာလို့ရှိရင်လေအသက်ပမာမျက်မျက်နှိုးနှိုးထိမ့်သိမ်းဆောက်ရှောက်တတ်တဲ့အနေအထားမျိုးတွေရှိတာ တတ္တဝါဖြစ်လာလို့ရှိရင်နေစဉ်နဲ့အမျှလူမှုတမ်းမှုဆိုတာလည်းမပြတ်လို့ကိုယ်လူခဲ့တမ်းခဲ့သမျှကိုလည်းပြန်ပြီးတော့ဆင်ញင်သုံးသပ်တာမျိုးလည်းမပြတ်ဖြစ်တတ်ဘူးပေါ့အဲ့ဒီလူသောတပန်ဖြစ်လာရင်ဘုရားကိုပုံမျက်နှိုးတယ်တရားကိုပုံမျက်နှိုးတယ်သံဃာကိုပုံမျက်နှိုးတယ်အဲ့ဒီလူမျက်နှိုးလာတာကိုအကြောင်းပြုပြီးတော့ပုထုဇဉ်ဘဝတုန်းကတော့ဘုရားကိုတတိယတဲ့အချိန်ဟာနဲတယ် ဟောအိခဏီဘုရားရှိခိုးတတ်တဲ့ပုဂ္ဂိုလ်ဆိုအိခဏီမှာတတိယအိယာဒါမှာဘုရားရှိခိုးတတ်တဲ့ပုဂ္ဂိုလ်ဆိုရင်အိယာဒါလေးပဲတတိယဉာဏ်နဲ့အချိန်နေမှာတော့တတိမရကြဘူးပေါ့အဲသောတပန်ဖြစ်သွားရင်တော့အဲ့လိုမဟုတ်အလုံးငန်းခွေမှာအလုံးလို့ရင်လေရသော်ဘုရားပေါ်မှာအာယုံရောက်တယ်တရားပေါ်မှာအာယုံရောက်တယ်တန်ခါပေါ်မှာလည်းအာယုံရောက် တခါသမယာတွေနဲ့တူတူနေတဲ့အချိန်မှာတောင်းမှပဲမြတ်စွာဘုရားပေါ်မှာအာယုံရောက်တယ်တရားပေါ်မှာအာယုံရောက်တဲ့တန်ခါပေါ်မှာအဲ့ဒီဖရာတရားတန်ခါယရဏသုံးပါးကိုအာယုံပြုနိုင်တဲ့စိတ်နဲ့နေတာကပို့ပြီးတော့မြန်ရဲလို့တို့လို့ဆိုတော့ဘာဖြစ်လို့တော့တောတပန်ရဲ့အကြီးချင်းကိုကအဲ့ဒါဖြစ် ဗမာမုဒ္ဒဇဉ်ပုဂ္ဂိုလ်တယောက်ဘုရားကိုကြည်ညိုတယ်လို့ဆိုပေမဲ့လို့သောတပန်လူနှစ်နှစ်ကာကကြည်ညိုတယ်ကြည်ညိုမှုမျိုးကနဲတယ်ပေါ့သောတပန်ကြတော့အတိညာနဲ့ကြည်ညိုတာဖြစ်လို့ဘုဒ္ဓေအဝိစ္စပတာဒေနသမန္တာကတော်မြတ်စွာဘုရားကိုအတိညာနဲ့ဂုံဤထိအောင်ကြည်ညိုလေးစားပြီးတော့ချင်းချင်းမရှိမြတ်စွာဘုရားကောမှာအတိညာနဲ့တွဲဖက်လာတဲ့ ကြည်ညိုမှုမျိုးနဲ့ကြည်ညိုတာဓမ္မေအဝိစ္စပတ္တရေနသမဏဂတောတရားနဲ့ပတ်သက်လာလို့ရှိရင်လေတရားဓမ္မရဲ့စွန့်ဤတတ္တိကိုကုဋ္ဌိလျောက်တိထားတဲ့ပုဂ္ဂိုလ်ပြီးပြီပေါ့ဒီတရားပေါ်မှာယုံကြည်စိတ်ချမှုဟာအတိညာနဲ့တွဲဖက်နေတဲ့သရာစွမ်းအားနဲ့ယုံကြည်တာပံငေအဝိစ္စပတ္တရေနသမဏဂတော တန်ခါရဲ့ခုံကိုအာယုံပြုပြီးတော့တန်ခါရဲ့အကျိုးကျေးဇူးကိုလည်းနှစ်နှစ်ကာလအရိယတန်ခါတွေပေါ်မှာဒီလိုယုံကြည်မြတ်တော်မူတာခိုင်ပါတယ်လို့သူတို့ပြောတယ်။ဘုရားတရားတန်ခါကိုချီးညွှန်းရုံနဲ့မကဘူး။ငါးပါးတိလကကြိုးခြင်းပေါက်ခြင်းပျောက်ခြင်းကြားခြင်းမရှိငါးပါးဆိုငါးပါးလုံးအပြည့်အဝစင်စင်ကြဲကြဲနဲ့နောက်ဆုံးမှာ ကိုယ်တည်လာကိုဆင်ញင်လိုက်ရင်တမာတိတွေဖြစ်လာအပရမတ္ထဒီတီလကြောင့်နိဗ္ဗာန်ဆိုတာဥတီတာကလွဲလို့တဏှာနဲ့မတွေ့ဘူးဒီတီလကိုအခြေခံပြီးတော့အေးဒီဘဝမှာငါ၅ပါးတီလလုံးလုံးချွန်းချွန်းဆောင်ပြောင်းရင်နောက်ဘဝမှာငါနတ်ပြည်ရောက်မယ်ဆိုတဲ့အတွေ့မျိုးမတွေ့ဘူးဒီဘဝတိလဆောင်ထားလို့ရှိရင်ငါတော့ဘဝမှာအသက်ရှင်မယ် ကျမ်းမာမယ်ဆိုတဲ့အတွေ့အမြင်လည်းမတွေ့ဘူးတကယ်ကိုဓမ္မအနေနဲ့မျက်မျက်နှုံးလို့ကိုယ်ကိုယ်တိုင်ဖြစ်ခြင်းဖြစ်ခြင်းတိုက်တဲ့သီလကိုယ်ကိုယ်တိုင်ဖြစ်ခြင်းရတဲ့အပေါ်မှာလေးလေးမြတ်မြတ်ဖြစ်နေတာအပရမတ္ထလေနော်တဏှာနဲ့အတွေးတွေနဲ့မတွေးဘူးဒိဋ္ဌိအတွေးတွေနဲ့မတွေးဘူးမြတ်မြတ်နုံနုံထိမ့်သိမ်းဆောက်ရှောက် ဝိညာဉ်ပတ္တထသူ့ရဲ့သီလစင်ကြယ်မှုနဲ့ပတ်သက်လာလို့ရှိရင်တကယ်ပညာရှင်တွေအတောင်မှချီးကျူးရလောက်အောင်သီလပေါ်မှာတန်မိုးထားပြီးတော့စောင့်ရှောက်တတ်တယ်ဆိုရက်ဒီအဖြေလေးတွေထွက်အဲ့ဒါကြောင့်မလို့တတ္တပံပုဂ္ဂိုလ်ဟာမြတ်စွာဘုရားကမဟာနာမရဲ့မိဂွန်းအရိယာပုဂ္ဂိုလ်တွေဟာဘလို့အများအားဖြင့်နေပါသလဲဆိုတာမြတ်စွာဘုရားက တခုချင်းဖြည့်တာ6မျိုးနဲ့ဖြည့်ထား6မျိုးဆိုတာဖြစ်နိုင်တာတွေ6မျိုးကိုပြောတာ6မျိုးလုံးနေတယ်လို့ဒီလိုပြောတာတော့မဟုတ်ဘူးနော်ဖြစ်နိုင်တဲ့6မျိုးကဘာလဲဘုရားကုံကိုအာယုံပြုပြီးတော့နေတာသို့မဟုတ်တရားကုံကိုအာယုံပြုပြီးတော့နေတာသို့မဟုတ်တန်ခါကုံကိုအာယုံပြုပြီးတော့နေတာဒီလိုနေတာ သို့မဟုတ်မိမိရဲ့စောင်းလျှောက်ထိန်းသိမ်းထားတဲ့ကိုချင်းသီလနဲ့ပတ်သက်ပြီးတော့ကျင့်နှက်အားရတဲ့အတွေးတွေနဲ့နေတယ်။ဟောသို့မဟုတ်မိမိကိုယ်တိုင်စွန့်ကြဲပေးကံလူဒန်းတတ်တဲ့ဝါသနာရမစ္စရိယဆိုတဲ့နှမျောတွန့်တုံမှုတွေကင်းပြီးတော့အိမ်မှာနေရင်နော်ကိုမိသားစုကိုပေးတယ်ကျွေးတယ် လာတဲ့ရမိတ်ဆွေတင်ကားတွေပြေးတယ်ကျွေးတယ်ဧည့်သည်တွေကျွေးတယ်မွေးတယ်ဒီလိုကျွေးတာမွေးတာကအစအိမ်မှာတွန့်တိုတဲ့စိတ်ဓာတ်တွေမဖြစ်ဘဲနဲ့ရဲရဲရောရောကျွေးမွေးလူတန်းနေဆိုတဲ့ကိုယ့်ရဲ့စာကတရားဒါကိုအမှတ်ရပြီးတော့လေနေတယ်ဩအင်တန်မဝန်တာစရာကောင်းတယ်ငါအရတော်နေဆုံးလောကလူတွေဟာနှမျောကြတယ် ငါကတော့မနှမျောဘူးကို့အတွက် ကြည့်မကြည့်ဘူးအများအတွက်ကြည့်ပြီးတော့အားလုံးကိုလှူဒန်းပေးကမ်းပြီးတော့ငါစားနိုင်တယ်ကံကောင်းလေစွာလို့ကိုယ့်ကိုယ်ကိုနှလုံးသွင်းပြီးတော့ကိုယ့်ရဲ့စာကတရားကိုတတိယတဲ့အချိန်လေးနဲ့နေတယ်ပေါ့ဘုမဟုတ်စဉ်းစားတယ်နတ်တွေကို ကြည့်ပြီးတော့အေးနတ်ပြည်ဆိုတာရှိတယ် စတုမာရိတာဝရိနာယာမတုတ်တိတာနိမနာရတိပြဏိမိတဝတဝတိဆိုတဲ့နတ်တွေဇမဘုံရောက်နေတဲ့ဇမတွေအဲ့ဒီတဲ့အထက်ကြတဲ့ဇမတွေဒီနတ်တွေဇမတွေဟာတရားတရားရှိလို့နတ်ဇမဖြစ်ကြတရားစွမ်းအားတွေနဲ့ပြည့်စုံလို့နတ်ပြည့်ဖြစ်တာ ငါလည်းပဲသူတို့လိုတရားစွမ်းအားတွေရှိတာပဲအဲ့ဒီနတ်တွေဟာလူဘဝတုန်းကကိုချင်းသီလကောင်းကြတယ်ဒါကြောင့်မို့နတ်ပြည်ရောက်ကြငါလည်းပဲသူတို့မှရှိတဲ့သီလမျိုးငါမှလည်းရှိတယ်နတ်ပြည်ရောက်နေတဲ့နတ်တွေဟာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုတော်တော်များများသိကြနာယူကြတယ်မှတ်သားကြတယ် ငါလည်းပဲမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသိတယ်နာယူမှတ်သားတယ်သုတဆိုတာနဲ့ပြည့်စုံတယ်မြတ်စွာဘုရားရဲ့ဒီဒါနတ်ပြည်မှာရောက်နေကြတဲ့နတ်တွေဟာစွန့်ကျဲမှုဆိုတဲ့သာဃာတရားကိုလည်းမနှေးကြငါလည်းပဲစွန့်ကျဲမှုဆိုတဲ့သာဃာတရားကိုလှုပ်ဆောင်နတ်ပြည်မှာရှိတဲ့နတ်တွေ အမှန်တရားနဲ့ပတ်သက်ပြီးဆင်ញင်နိုင်တဲ့လောတဲ့နာနဲ့မလောတဲ့နာ ပြည့်ရှိတာနဲ့အပြစ်မရှိတာဆင်ញင်စဉ်းစားနိုင်တယ်။ကံကံဤချို့သိမြင်ခြင်းဆိုတဲ့ဉာဏ်ကစပြီးနောက်ဆုံးမှာယုံနဲ့ဓမ္မသင်္ခါရတို့ရဲ့ဖြစ်ပျက်ကိုဆင်ញင်နိုင်စွမ်းရှိတဲ့အသိပညာမျိုးတွေရှိလို့သူတို့ဟာနတ်ပြည်ကိုရောက်ကြတာငါမှလည်းပဲအဲ့ဒီပညာမျိုးတွေရှိတာပဲဟော လက်တွေမှာရှိတဲ့တတ္တသီလသုဒ္ဓစာကပညာကိုယ်တဏမှာရှိတဲ့တတ္တသီလသုဒ္ဓစာကပညာနဲ့နိုင်ရှင်ပြီးတော့သူတို့မှာရှိတဲ့တတ္တသီလသုဒ္ဓစာကပညာမျိုးငါမှလည်းရှိတယ်ဆိုပြီးတော့နိုင်ရှင်ပြီးတဲ့အခါစိတ်အားတွေပို့ပြီးတော့တက်လာအောင်ဆင်ញင်တာကိုဒေဝတာလौဒတိလို့ခေါ်တယ်ဟုတ် အဲ့တော့ဒေဝတာနှုတ်တတိဆိုတာနတ်ကိုတတိရတာပြောတာမဟုတ်ဘူးနတ်ရဲ့ဂုံကျေးဇူးတွေကိုတတိရတာပြောတာမဟုတ်ဘူးနတ်ကောင်းနတ်မြတ်တွေမှာဒီရည်ချင်းရှိလို့နတ်ပြည့်ရောက်တာသူတို့မှာရှိတဲ့အရည်ချင်းမျိုးငါမှာရှိနေတယ်လို့ဒီလိုရှုမြင်သုံးသပ်တဲ့သဘောကိုပြောတာဒေဝတာနှုတ်တတိဆိုအဲ့ဒါလို့ရှုမြင်သုံးသပ်မှု6မျိုးနဲ့ မြတ်စွာဘုရားကဒီအရိယသာဝကတွေဟာနေကြထိုင်ကြတယ်ဆိုတာကိုမဟာနာမမင်းကြီးကိုတစ်ခုစီရှင်းပြတစ်ခုစီရှင်းပြဒါကြောင့်မို့ဘုရားရှင်းပြသလိုပဲဘုန်းကြီးတို့တွေလည်းကိုယ်စိတ်ကိုယ်ဘဝနေ့စဉ်နဲ့နေလာတဲ့အချိန်မှာဘာနဲ့ဘာအနေများကလေးစင်ရှင်သုံးသက်ရစင်ရှင်သုံးသက်ရ